မေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘာနီစတိုဟာတရုတ်နိုင်ငံရဲ့ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုကွင်းဆက်ကိုထိန်းချုပ်ထားမှုကိုတံပြန်ဖို့ရည်ရွယ်တဲ့အရေးပါတဲ့တက်တူပစ္စည်း critical minerals ဆိုင်ရာသဘောတူညီချက်တရက်ကိုအောက်တိုဘာလ20ရက်တနင်္လာနေ့မှာဝါရှင်တန်ရှိအိမ်ဖြူတော်မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒီသဘောတူညီချက်အရမော်တော်ရိုင်းအင်ဂျင်တွေလက်စစ်ကားတွေ CA3 ရေဒါတွေနဲ့နီးပညာပစ္စည်းမျိုးစုံအတွက်မရှိမဖြစ်လိုအပ်တဲ့ မြင်းရှားတတု rare arts အပါဝင်တတုပစ္စည်းတွေကို အမေရိကန်ကပိုမိုရရှိနိုင်ဖို့ရည်ရွယ်ပါတယ်။တရုတ်နိုင်ငံဟာကမ္ဘာမြင်းရှားတတုထောက်ပံ့မှုမှာလွှမ်းမိုးထားပြီးမကြာသေးမီကတင်ပို့မှုထိန်းချုပ်မှုတွေကိုပါ တင်းကျပ်လာနာကြောင့်မဟာမိတ်နိုင်ငံတွေအနေနဲ့ထောက်ပံ့ရေးလမ်းကြောင်းအသစ်တွေဖော်ဆောင်ဖို့ဖိအားနှရှိနေတာပါ။နိုင်ငံလုံးကနေတတုတူးဖော်ရင်းနဲ့ပြူလင်ထိုးလို့ရေးစီမံကိန်းရင်းတွေအတွက်နောက်ထပ်6လအတွင်းမှာတနိုင်ငံဒေါ်လာတဘီလီယံစီယင်းနှမြုပ်နှံဖို့ သဘောတူထားပါတယ်။ဝန်ကြီးချုပ်အယ်ဘာနီစ်ကဒီသဘောတူညီချက်ဟာစုစုပေါင်းဒေါ်လာ6.5ဘီလီယံတန်ဖိုးရှိတဲ့လုပ်ငန်းစဉ်တစ်ခု ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အရေးပါတဲ့တတုပစ္စည်းတွေအတွက်အနိုင်ဆုံးဈေးနှုန်းသတ်မှတ်မှုလိုမျိုးဈေးနှုန်းတည်ငြိမ်ရေးဆိုင်ရာရန်တနည်းတွေကိုပါထက်သွင်းခဲ့ပါတယ်။အဆိုပါဆွေးနွေးပွဲမှာသမရထရပ်ဟာ2023ခုမြောက်ကသမရဟောင်းဂျိုးပိုင်နဲ့လက်ထက်မှာချုပ်ဆိုခဲ့တဲ့ Ocas Nuclear ဆိုတဲ့အသုံးရေငုပ်တင်ပေါ်မဟာမိတ်စာချုပ်ကိုလည်းအပြေအဝထောက်ခံကြောင်းအချက်ပြခဲ့ပါတယ်။ရခိုင်က၎င်းရဲ့အဖွဲ့ဟာဒီစာချုပ်ကိုပြန်လည်သုံးသပ်ဖို့စီစဉ်ခဲ့ပေမဲ့အခုခါမှာတော့အရှိဟုံးပြည်တိုက်ဆက်ဆက်သွားနေပြီလို့တမရထရပ်ကဆိုပါတယ်။ထူးခြားတဲ့အခိုက်အတန့်အနေနဲ့တမရထရပ်ဟာအော်စတြေးလျရဲ့အမေရိကန်ဆိုင်ရာတန်အမတ်ကြီး Kevin Red ကို2020ပြည့်သူ့ကိုဝေဖန်ဖူးတဲ့ကိစ္စနဲ့ပတ်သက်ပြီးလူသိရှင်ကြားဆက်နောက်ခဲ့ပါတယ်။ တမတ်ကြီး red ကိုတွေးတဲ့အခါကျွန်တော်ခမရကိုမကြိုက်ဘူးဘယ်တော့မှလည်းမကြိုက်မှမဟုတ်ဘူးလို့ပြောခဲ့ပေမဲ့ဒီတွေးဆုံမှုဟာချုံငုံကြည့်ရင်တော့ချောမွေစွာပြေဆုံးခဲ့လေလို့သတင်းတွေကဖော်ပြပါဗျ။ဒေသထုသဘောတူညီချက်ဟာလာမယ့်သတင်းပတ်တောင်ကိုရီးယားမှာတမရထရပ်နဲ့တရုတ်တမရရှိချင်းပင်တို့တွေ့ဆုံမဲ့အပေါ်ကုံတွေးတင်းကြမှုတွေမြင့်တက်နေချိန်မှာပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။